ဝမ်လင်းသူ့ရဲ့နာမည်ကဝမ်လင်းပဲဝမ်လင်းဆိုတဲ့စကားထွက်လာတဲ့အချိန်မှာကြမ်းခိုက်တဲ့အမျိုးသားပေါဝင်ကြံတဲ့လူတိုင်းအားလုံးကတုံ့လုံသွားပြီးသူ့ရဲ့မျိုးလုံးထဲမှလည်းကြောမှုများပြင်းထန်လာပါတယ်ကြောက်ဖူမျိုးရဲ့ချင့်ညက်မှုတမိုင်းမှာဝမ်လင်းဆိုတဲ့နာမည်ကကောင်းကင်ကိုခွဲနိုင်လောက်တဲ့တဖက်လူစိမ့်နဲ့ကဘာပြဲမဲ့ကပေးကိုကုစားပြုနေပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုံးချင်ပါတယ်ထိုနေ့မှာတွေးတွေကမြင်လို့စီစဉ်ခဲ့ပြီးကြောက်ဖူမျိုးကလည်းတွင်းနှီးအောင်နဲ့စေးထန့်ခံခဲ့ရပါတယ် ဘသူကမှထုံနေကိုမင်းလို့မရခဲ့ပါဘူးထုံနေအထိထံမိသားစုဝင်ဆိုင်ခဲ့ရတဲ့ကပေးကိုကြော်ဟူမျိုးကတမိုင်းမှာဆက်လက်ပြောဆိုနေကြဆဲပဲဖြစ်ပါတယ်ထိုရာတော့လူတွေရဲ့စိတ်ထဲမှာအများအားရှိနေပြီးလူငယ်ချင်းချင်းတို့အများစုရဲ့ရီမန်းချက်လည်းဖြစ်လာခဲ့ပါတယ်တောင်ထိတ်တစ်ခုမှဝန်ကြောက်ဝဖြစ်ဖြစ်ချင်းနိုးလာပါတယ်သူ့ရဲ့မျိုးလုံးတွေထဲမှာအစာပိုင်းကတော့ရှုပ်ထွေးမှုတွေရှိနေပေမဲ့ဖြစ်ဖြစ်ချင်းပဲပြောက်ကွက်သွားပါတယ်ပြီးတော့သူကဘေးနားမှာရပ်နေတဲ့အဖျော်ပွင့်ကိုညင်သက်ဆောင်နဲ့ကြီးလိုက်ပါတယ်ဝန်လင်း ဝမ်ကျောက်စီကနေခါတိရဲအတန်တစ်ခုကထွက်လာပါတယ်ဝမ်ကျောက်ဝမ်လင်းကတော့လက်ကြည့်ပြီးတော့ပြောင်းလိုက်ပါတယ်ဝမ်ကျောက်ကဝမ်လင်းကိုစိုက်ကြည့်နေတော့အတရအမတ်တရများသူ့ရဲ့ခေါင်းထဲကိုတွန်းဝင်လာပြီးသူစနီးကိုသူကိုယ်တိုင်တက်ခရရတဲ့အချိန်အထိအမတ်တရများပြီးနောက်မှာသူကတပင်းကိုချလိုက်ပါတယ်ကျေးဇူးပါဝမ်လင်းကတော့ခေါင်းခါပြီးငါတို့ဝမ်မျိုးမှာမင်းနဲ့ငါပဲကြံတော့တယ် ငါ့ကိုကျေးဇူးတင်စရာမလိုဘူး။ဝမ်လင်းကပြောလိုက်ပါတယ်။ဝမ်ကြောက်ရလေခြေတုံးချတုံးဖြစ်ပြီးနောက်မင်းမင်းရဲ့ချစ်ချင်မှုအဆင့်ဟာဘယ်အဆင့်ကိုရောက်နေပြီလဲ။စိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်နေပြီလား။စိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ငါ့အခုထိတော့အဲ့ဒီအဆင့်ကိုမရောက်သေးဘူး။ဝမ်လင်းကအဝေးကိုကြည့်လိုက်ပါတယ်။အချိန်တွေကတကယ်ကိုမြန်လုံးနေ။ဟန်ရွင်ခိုင်းမှာငါတို့နှစ်ယောက်ကိုငါ့အခုထိမှတ်မိသေးတယ်။ဝမ်ကြောက်ရတော့တပင်းကိုချလိုက်ပါတယ်။ဝမ်လင်းရဲ့မျိုးလုံးများကလည်းတောက်ပတ်သွားပြီး ဝမ်ကြောက်ပြီးခဲ့တဲ့နှစ်နေငယ်အတွင်းမှာဟင်းသားဗရာချူမှာဗာရီယာဖျက်ဖျက်ခဲ့ရလေစွမိခန့်မတင်မျိုးမျိုးတွေဟာဒီအိုဘာအတွက်ရောက်လာရတာလေသူကမေးလိုက်ပါတယ်ဝမ်ကြောက်ကလည်းအံ့ဩသွားပြီးမင်းကမသိဘူးလားဝမ်လင်းကတော့ခေါင်းခါလိုက်ပါတယ်ပြီးခဲ့တဲ့ခုနှစ်နှစ်အတွင်းမှာဟင်းသားဗရာချူမှာငါရှိမနေဘူးဝမ်ကြောက်ရဲ့နှလုံးသားကလည်းတလုံးသွားပါတယ်ဝမ်လင်းကတော့ပေါ်အတန်ပြောခဲ့ရင်ပဲသူ့အတွက်တော့ထိုးရအယူစကားလို့ထင်ရပါတယ်ဟင်းသားဗရာချူမှာမရှိဘူးထိုးရဝမ်လင်းရဲ့ချစ်ချက်မှုကလေတူးအောင်တော့ဖောက်ထင်းနိုင်တယ်လို့ဆိုလိုနေရပါ ဝမ်ကြောက်ရတော့နှဆိုင်စွန်နဲ့အတော့ရှူသိမ့်ပြီးသူတိထားတဲ့အရာအလုံးကိုဝမ်လင်းကိုပြပြလိုက်ပါတယ်ဝမ်လင်းရဲ့မျက်နှာမူအားတည်ငြိမ်နေမိ့သူ့ရဲ့နှလုံးသားထဲမှာတော့ခဲထားနေပါတယ်စွန်ပြက်ခန့်မတင်မျိုးမျိုးနဲ့အားကျူးကျုံဝင်ရောက်လာပြီးအဆင့်တုံကျင်းကျဲနိုင်ငံအလုံးကြီးပါကြဆုံသွားခဲ့ပါတယ်အဆင့်လေကျင်းကျဲနိုင်ငံတွေကလည်းဘေးကင်းလုံခြုံမှုမရှိတော့ပါဘူးဟင်းသားဗရာနိုင်ငံကတော့အပြေးဝခုခန့်နေမိ့နောက်ဆုံးနေရာဆဲပဲဖြစ်ပါတယ်အလောင်းကောင်းကလန်ကလည်းစွန်ပြက်ခန့်မတင်မျိုးမျိုးနဲ့ကို အပြေးဝါကူညီနေပြီးအဆင့်လေကျင်းကျပ်ရေးနိုင်ငံ၅ခုကလည်းဟင်ဒဗရာနိုင်ငံကိုတစ္ဆာပေါ်ခဲ့ပါတယ်။ဆူမေခန်မတိမမျိုးနဲ့အားဟင်ဒဗရာဂျိုရဲ့တဝက်တီတီကိုတင်ပိုက်ထားပြီးပါပြီ။ဝမ်ဂျောဝါကောလာဟာလာတွေအားဆူမေခန်မတိမမျိုးနဲ့အားလူကိုရောက်ကိုဆီလုခဲ့ပြီးသူတို့ထဲက၅ရောက်ရဲ့အမိတွေကိုဖော်ထုတ်နိုင်ခဲ့တယ်။ကျန်တဲ့၄ရောက်ကဘသူတွေလဲဆိုတာတော့ဘသူမှမသိဘူး။သူတို့ကအဆင့်ငါဒါမှမဟုတ်အိတ်ထမ်းပြင်းနဲ့ကျင်းကျပ်မှုနိုင်ငံတွေမှာရှိနေပြီးအရန်အောင်မြင့်မာတဲ့ယာဒူးတွေအောင်ရရှိနိုင်တယ်။ ်သူကပြောလိုက်ပါတယ်ဝက်လင်းကလည်းစဉ်းစားနေပါတယ်နှစ်အနေငယ်အတွင်းမှာဒီလောက်ထိကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာလိမ့်မယ်လို့သူကတခါမှမထင်ခဲ့ပါဘူးစိတ်ဝိညာဉ်တန့်စင်ကိုင်းဝက်လင်းကနှဆိုင်စွာနဲ့အသက်ကိုရှင်သင်လိုက်ပါတယ်ထိုနေရာမှာဘာပြောင်းလဲမှုတွေရှိမလဲဆိုတာကြည့်ဖို့အတွက်သူကစိတ်ဝိညာဉ်တန့်စင်ကိုင်းကိုအမြဲပြန်ရပါလိမ့်မယ် ဝမ်ကြောက်ရဲ့သတင်းချက်လက်တွေကကော်လာဟလာရီတာဖြစ်ပြီးအဖြစ်မှန်တွေမဟုတ်တာကြောင့်စိတ်ဝိညာဉ်တန့်စင်ခိုင်းအကြောင်းဘာမှမသိသေးပါဘူးဝမ်ကြောက်ကလည်းခဏစဉ်းစားပြီးနောက်ဝမ်လင်းမင်းကကြောက်ဟူမျိုးကိုပြန်သွားပြီးအန်နီယန်နေကဲတင်ပြီးနိုင်မလားသူကဖြည်းဖြည်းချင်းမေးလိုက်ပါတယ်ပြီးတော့ငါတို့ဝမ်မီသားစုရဲ့မျိုးဆက်တွေကလည်းကြောက်ဟူမျိုးမှာရှိသေးတယ်ပြီးခဲ့တဲ့နှစ်တွေမှာငါသူတို့တိတ်တိတ်ဆိတ်နဲ့ယူဆိုင်ပေးနေခဲ့တယ်လူသားတွေကစစ်ပွဲထဲမှာပေါဝင်ပဲနေနိုင်မယ်လို့မျှော်လင့်ခဲ့တာဒါပေမဲ့ငါမရှိတဲ့အချိန်မှာစွန့်မိခံမတင်မျိုးမျိုးနဲ့ကဝိညာဉ်အမျက်ရှိတဲ့လူသားတွေကိုရှာနေရလို့ကြားတယ် ဝမ်မီသားစုမှာဝိညာဉ်အမျက်ရှိတဲ့ကလေးတယောက်ဟာရှိနေမှာကိုစိုးရင်ရတယ် ဲ့ဒီကလေးကစွမိခံမတင်မျိုးမျိုးနဲ့အာယုံဆိုင်တာကိုခံရနိုင်တယ်။ဝမ်းနေစရာကောင်းတာငါးအိမ်ပြန်မြောက်တာနှစ်ပေါင်းများစွာကြာနေပြီ။မိသားစုမှာအလိုလိုရှိမရှိတော့မသိတော့ဘူး။ကြောက်ဟိုမျိုးဟင်းသားဗရာချိုတင်မိုးရနေတဲ့ညတညမှာကြောက်ဟိုမျိုးရဲ့အပြင်ဘက်မှာမြင်းလန်တစည်းကအမြန်ပဲမောင်းနေလာပါတယ်။လှဲထိတ်မှာတော့ထွားချိုင်တဲ့လူတစ်ယောက်ကကြာဖို့ရိုက်ရင်ဟေးဟေးလို့အဟိနေပါတယ်။သူ့ရဲ့မျက်နှာမှာတော့စွရင်းပူဝံမှုတွေကအထင်သာပေါ်နေပြီးမကြာခဏဆိုသလိုနောက်လက်ကြည့်လက်ကြည့်လုံးနေပါတယ်။ကြာဖို့ထန်ကြောင်းမင်းရလေနာကျင်စွာနဲ့ဟီးတန်ပင်ပူရေးမြောင်ပြေးလွှားနေရပါတယ်။ အမေဘယ်လိုသွားနေရလဲလှဲရရနေကလေးတယောက်ရဲ့နူးညံ့တဲ့အတန်အလဲထွက်ပေါ်လာပါတယ်ယူအောင်ယူအောင်ဘိုးဘွားရင်တော်ကိုခေါ်သွားမှာအဲ့မှာပဲယူအောင်လုံးထုံးမှာလှဲရရနေအမျိုးသမီးတယောက်ရဲ့နူးညံ့ချုံများတဲ့အတန်အလဲပြန်ဖြေလိုက်ပါတယ်ထိုအတန်မှာလဲစွန့်ရင်ပူပမှုများရောနှောနေပါတယ်ယူအောင်ဆိုတဲ့ကလေးမလဲဆက်ပြီးတော့ပြောလိုက်ပါတယ်အမေမင်းရတတရမင်းသားနဲ့စာတင်နေတော့တော်ဟိုနိုင်ငံကအနေရများတယ်လို့ပြောတယ်တရရုပ်ကမတင်မျိုးတွေနဲ့တိုက်ခိုက်နေရတဲ့အမေဟုတ်လားယူအောင်အနားယူလိုက်အောင် မိကုန်းနဲ့အများကြီးကိုမမိနဲ့လှဲတဲ့ကနေယောက်ျားတယောက်ရဲ့ခက်အိုးအတန်အလဲထွက်လာပါတယ်လှဲတဲ့မှာတော့လူသုံးကရှိနေပါတယ် ဇနီးမောင်နှံနဲ့သူတို့ရဲ့ကလေးပဲဖြစ်ပါတယ်အမျိုးသမီးကတော့နန်းတွင်းမဆုံးကိုဝစ်စင်သားပါတယ်အလွန်လှပပြီးနှကန်းတော်ကအမဲ့လေးကသူမရဲ့ချုံမမှုကိုပိုးပြီးထင်ရှားစေပါတယ်ယောက်ျားကတော့မွေရင်ကွန်ဝေးုံကိုဝစ်စင်သားပါတယ်သူကဒေါသမထွက်ပဲနဲ့တော့အာနာပါဝါရှိတဲ့ပုံပေါက်နေပါတယ်ယာရူးကြီးကြီးမှာကြာရှည်စွန်နဲ့တာဝန်ထမ်းဆောင်ခဲ့တာကြောင့်သူမှထူးခြားတဲ့လေတန်းလည်းရှိနေပါတယ်ကလေးမကတော့အသက်6နှစ်9နှစ်လောက်သာရှိပါဦးမယ်ပါးများလည်းနီးရနေပြီးအသားကြီးကလည်းဖြူဖွေးနေပါတယ် သူကရောင်းမှချစ်ဖို့ကောင်းပါတယ်လှဲထဲမှာလည်းရုပ်တရက်တဆိတ်တော်ပါတယ်ကြားတာတော့လှဲထည့်ရဲ့လူရဲ့အော်တန်နဲ့မွေးတံပဲဖြစ်ပါတယ် ခလီမလီကလည်းမောပန်းနေရာကြောင်းသူ့အမေရဲ့ရင်ခွင်ထဲမှာပဲတဖြည်းဖြည်းနဲ့အိပ်ပျော်သွားပါတယ်အရှင်ယူအားအမျိုးသမီးရဲ့မျိုးလုံးများကလည်းရေတွတ်လာပြီးစက်မပြောနိုင်တော့ပါဘူးအမျိုးသားလူကြီးကလည်းတပင်းကိုချရင်ပြောလိုက်ပါတယ်မျိုးတော်ကမတင်မျိုးအလုံးကသူ့ရဲ့ခိုင်းကိုပြန်သွားကြပြီးတိုက်ခိုက်တဲ့လူတွေကအယုံအဆုံးထက်တယ်ငါတီးတလို့ဆိုရင်ကြော့ဟိုနိုင်ငံကမတင်မျိုးတွေကိုရှုံးနေပြီးတနရာထဲမှာစုဝေးနေကြတယ်အမျိုးသမီးကလည်းမျက်ရည်များကိုတုံ့ရင်တော်တော်လေးပြောလိုက်ပါတယ်ဘာလို့ခလေးတွေကိုရှာနေကြရလဲ အမျိုးသားလည်းအသက်ကိုပြပြရှုရင်ခါတိဆောင်နဲ့ပြောလိုက်ပါတယ်မင်းညငါဘေးနဲ့တက်တက်ဆိတ်တွေ့ခဲ့တယ်မတင်မျိုးဖြစ်နိုင်တဲ့အရေးချင်းရှိတဲ့ကလေးတွေကိုရှာနေရတဲ့ကြီးကျယ်တဲ့အစီအစဉ်တစ်ခုကရှိလိမ့်မယ်အဖိုးကရှိရင်ကောင်းပါပဲအမျိုးသမီးရဲ့မျိုးလုံးများလည်းတောက်ပသွားပြီးအဖိုးကထူးဆန်းတဲ့လူမျိုးတော်ကအချားမတင်မျိုးတွေရတော့သူ့ကိုယူသေးရတယ်ဝမ်းနေစရာကောင်းတာသူ့ကိုရှာမတွေ့ဘူးသူမကလည်းပြောလိုက်ပါတယ်အဖိုးမှကျမတို့အတွက်အချိန်မပေးနိုင်တော့ဘူးထင်တယ်သူ့ခံရလေကျူးကျော်သူတွေရဲ့တိုက်ခိုက်တာကိုခံရရတော့ပြီဖြစ်မှာအခုကြံတဲ့တစ်ခုတည်းတော့မျိုးလင်းချက်ဘိုးဘေးအိမ်တော်ပဲ အမျိုးသားကလည်းတပင်းကိုချရင် ခလေးကိုကြည့်လိုက်ပါလေမျိုးတော်ထင်မှ ခလေးတောင်းကိုကျူးကျော်သူတွေကဖမ်းသွားပြီးပါပြီသူတို့ကအသက်ရှင်သေးလားမသေးဘူးလားဆိုတာသူကသေချာမသိပါဘူးယူအားကတော့ဆရုတော်မြောက်ဖြစ်ပြီးထိုအမျိုးသားကသူ့ခလေးကိုကယ်ဖို့အတွက်အစွမ်းကုန်လုပ်ခဲ့ပါလေအမျိုးသမီးကလည်းအိပ်ပြော့နေတဲ့ခလေးကိုကြည့်ပြီးအရှင်ဘုံဝေးအိမ်တော်မှာဘာထူးကြတာရှိလို့လဲ သူမတူတူလေးမိလိုက်ပါရင်အမျိုးသားကလည်းခဏစဉ်းစားပြီးခေါင်းကိုခံရန်ကဘာထူးခြားမှန်းတော့မသိဘူးမသိမျိုးဘိုးဘရမိသားစုမှာကြီးကြီးမားဘေးရနေတဲ့အချိန်ရင်ဘိုးဘေးအင်းတော်ကိုလာပြီးမိသားစုသွေးကိုတခုခုတုံလင်းပါလို့တင်းစကားပို့ခဲ့တယ်။အဲ့လိုလုံးရင်အသက်ရှင်နိုင်မယ်လို့ပြောခဲ့တယ်။အမျိုးသမီးကလည်းအံ့ဩသွားပါတယ်။သူ့ယောက်ျားနဲ့နှစ်ပေါင်းများစွာလက်ထပ်ပြီးပြင်မဲ့ထိုအကြောင်းတော်မကြားဘူးပါဘူး။ဝမ်မိသားစုကမျိုးတော်ကိုမရောက်ခင်တုန်းကအဖိုးထက်အစာပေါင်းများစွာပူပြော့အင်အားကြီးမာတဲ့မသိမျိုးတယောက်ကပေါ်လာခဲ့တယ်လို့ပြောကြတယ်။ဘသူကမှလည်းသူ့ကိုမတားဆီးနိုင်ဘူး။ အဖိုးအိမ်မှာတူထားခဲ့တဲ့တခုခုကရှိတယ်အမျိုးသားရဲ့မျိုးလုံးများကလည်းတောက်ပသွားပါတယ် အဖိုးထန်းတော်ပို့ပြီးတော့တော်တယ်မြို့သမီးရဲ့မျိုးလုံးများလည်းမြုံနိုင်စရာအပြည့်နဲ့အဲ့ဒီမတိမျိုးဘိုးဘေးကအခုထိအသက်ရှင်သေးလား။သူမကမေးလိုက်ပါတယ်။အမျိုးသားကလည်းခဏစဉ်းစားပြီးမတိကြစွာနဲ့အဖိုးကနှစ်နေရာကျော်အသက်ရှင်ခဲ့တယ်။မတိမျိုးဘိုးဘေးကတော့ပို့ပြီးတော့ကြာကြာရှင်နိုင်မှာပဲ။ဒါကြောင့်သူကအသက်ရှင်သေးမှာအမျိုးသမီးရဲ့မျိုးလုံးများလည်းတောက်ပသွားပြီးအဲ့ဒီမတိမျိုးဘိုးဘေးကသာကျမတို့ကိုကူညီနိုင်မယ်ဆိုရင်တော့ယူဝါကဘေးကင်းလုံခြုံသွားပြီ။သူမကပြောလိုက်ပါတယ်။အမျိုးသားကလည်းခေါင်းခါပြီးခါတိစွာနဲ့ပြောလိုက်ပါတယ်။ ဒါကောလာဟာလာပဲမှန်မှန်မှန်ဆိုတော့ဘယ်သူမှမသိဘူးဒါပေမဲ့အမျိုးသားစဉ်းစားလိုက်ပါတယ်အမျိုးသမီးကလည်းဘာလဲသူမအမြင်ပဲမေးလိုက်ပါတယ်ဝမ်မီသားစုရဲ့မှတ်တမ်းတွေကလွန်ခဲ့တဲ့နှစ်နှစ်ကကျော်ဟူရဲ့လူသားကဘာနဲ့မတိမျိုးကဘာနှစ်ခုလုံးမှရှိတဲ့အစွမ်းထက်တဲ့မိသားစုကြီးတစ်ခုဟာရှိခဲ့တယ်အဲ့မိသားစုကိုတော့ထမ်မီသားစုလို့ခေါ်ကြတယ်ထမ်မီသားစုကအရန်အောင်အစွမ်းထက်တယ်ထမ်မီသားစုကအရန်အောင်အစွမ်းထက်လို့မတိမျိုးအလုံးကလည်းသူတို့ရဲ့အမေကိုနာခံရပြီး လူကပါရဲ့ရှင်ပြန်နေရလေသူတို့အညွှန်းရတယ်ထမီသားစုက ဝမ်မီသားစုရဲ့ရန်သူကြီးပဲအမျိုးသားရဲ့အတန်မြင်းထားကြီးထဲမှာပဲ့တဲ့ထသွားပါတယ်ပြီးတော့တညထဲမှာပဲထမီသားစုကပျောက်ကွယ်သွားတယ်မိသားစုဝင်နေအားလုံးကလည်းတည်ဆုံးသွားတယ်သူတို့တုံ့တင်ပြလိုက်တဲ့လူကအဲ့မတင်မျိုးဘိုးဘေးပဲလို့ကောလာဟာလာတွေကထွက်ခဲ့တယ်မြင်းရထားကလည်းအရန်ရောမြင်ရန်ပဲမောင်းနေနေပြီးတုံးရဲ့အကြမှာတော့သူတို့က ရွှေနန်းတော်တစ်ခုကိုရောက်ရှိသွားပါတယ်ထိုရွှေနန်းတော်ကအရန်ကိုမကြည့်ပါဘူးလွန်ခဲ့တဲ့နှစ်နှစ်အားရော်တရရဲ့အစိမ်းပိုင်းဖြစ်ခဲ့ပြီးဝမ်မီသားစုကဝယ်ယူခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်နှစ်အားအတိုင်းသာရှိနေပါသေးတယ်မင်းထားကိုရက်ပြီးရတော့ခေါင်းပြောင်းပြီးထွားကျိုင်းတဲ့လူကြီးကမောပန်းနေတဲ့ပုံနဲ့မင်းထားဘဝကနေဆင်းလာပါတယ်သူကတကားကိုဖိမိရိုသေစွာနဲ့အရှင်ရောက်ပါပြီသူကပြောလိုက်ပါတယ်အမျိုးသားကလည်းမင်းထားဘဝကနေဆင်းပြီးအတဲကိုပြန်ပြီးအမှတ်ရနေတဲ့မျိုးလုံးများနဲ့ရွှေနန်းတော်ကိုကြည့်လိုက်ပါတယ် ငါငငယ်တုန်းကဒီမှာအဖေနဲ့တနေ့အတူနေခဲ့ဘူးတယ်မျက်စိတမိတ်အတွင်းမှာပဲနှစ်30ကျသွားပြီမယ်ဒီနေရာကတော့လုံးဝအပြောင်းလဲဘူးအမျိုးသမီးရလေသူနောင်းကနေလိုက်စင်းလာပါတယ်ယူအားတော့မျိုးလုံးကြီးရင်းနဲ့ရွှေနံတို့ကြီးနေပါတယ်ငါနောင်းကနေလိုက်ခဲ့အမျိုးသားလင်းနဲ့တဲ့အတန်နဲ့ပြောပြီးရှေ့ကိုလျှောက်သွားပါတယ်ရွှေနံတို့မှာတော့အစိကံမရှိပါဘူးအသက်ကြီးကြီးလူကြီးတွေသာရှိပါတယ်ထိုလ်လူကြီးတွေကတော့ဝမ်မီသားစုရဲ့အယုဒေဆုံးတိဆရှိတဲ့နောက်လိုက်တွေပဲဖြစ်ပါတယ် သူတို့အားလုံးကသပင်းနေဖြစ်နေမိမျိုးလုံးများတော့အသက်ဝင်နေစေပဲဖြစ်ပါတယ်သူတို့ရဲ့အကြီးတစ်ချက်ဘသူရဲ့နှလုံးသားကိုမဆိုတလုံးစီနိုင်ပါတယ်ခေါင်းပြောင်းတဲ့လူကြီးကထိုလူကြီးကိုမြင်တော့ကြောက်လန့်သွားပါတယ်သူတို့ထဲကတရားရုံးကသူ့ကိုတစ်ချက်ထင်နဲ့အနိုင်ယူနိုင်မယ်လို့ခန်းစားနေရပါတယ်သူ့ရဲ့မျိုးလုံးများရုတ်တရက်လူကြီးတယောက်စီကိုရောက်ရှိသွားပါတယ်သူ့ရဲ့လက်ထဲကအရာဝတ္ထုမှတ်မိပြီးနောက်အံ့ဩသွားပြီးထိုလူကြီးကဘသူလဲဆိုတာချက်ချင်းပဲသိလိုက်ပါတယ်ထိုလူကြီးကတော့ကိုခံပညာလောကရဲ့နံပါတ်1တိုင်းပညာရှင်ပဲဖြစ်ပါတယ် အမျိုးသားတော့ဘာမှပြောပဲရွှေနန်းတို့ရဲ့အထွေမိုင်းလေးကိုရှောက်သွားပါတယ်အထွေမိုင်းကတော့အိမ်တလုံးရဲ့တမန်ပုံစံမျိုးပါပဲယူအားလည်းတည်ကျင်စိမ့်နဲ့အဖေဒါကသမီးတို့ရဲ့ဘဝအိမ်လားသူမကမေးလိုက်ပါတယ်အမျိုးသားကလည်းခေါင်းညိတ်ပြီးစကားပြောလို့မလို့ရှိတော့ပဲရုတ်တရက်တောင်တရက်ပြိုကျသလိုအတိုင်အတစ်ခုကိုကြားလိုက်ရပါတယ်ထုံတော့မှာတော့တက်တူးတဲ့လူနှစ်ယောက်ကရုတ်တရက်ပေါ်လာပြီးအောက်ကလူတွေကိုစိုက်ကြည့်ရင် မင်းတို့ကတော်တော်ပြစ်တတ်တာပဲတရားဥပကပြောလိုက်ပါတယ်သူတို့ထင်မှတရားဥပကပြောလိုက်ပါတယ်အမျိုးသားရဲ့မျက်နှာကလည်းရုတ်တရက်ပြောင်းလဲသွားပြီးသူ့ရဲ့ဇနီးရဲ့ရှေ့ကိုရောက်ရှိသွားကအရှင်မြတ်တို့ကျွန်တော်တို့တို့တမန်လူတွေကိုအနောက်ရှက်မပေးပါနဲ့အရှင်မြတ်တို့ရဲ့တိုက်ပွဲတွေကအခြားမတင်မျိုးတွေနဲ့ပါသူကပြောလိုက်ပါတယ်ပုံဝင်ကြီးမှရှေးကြီးကတွေကလည်းမိုးချိုပြစ်တလို့မျိုးလုံးနေနဲ့ထိုလ်လူနေရောက်ကိုစိုက်ကျင်းနေပါတယ်မျက်နှာမဲနေတဲ့လူကအမျိုးသားကိုအစ်ဆစ်စွန်နဲ့ကြည့်ပြီးလက်ကိုငြင်းလိုက်ပါတယ် သူရဲ့ပန်းနိုင်ရာတော့ဝိညာဉ်အမြင့်ရှိတဲ့ကလေးပဲဖြစ်ပါတယ်။ယခုချိန်မှာပုံဝင်ကျင်းရအကြီးကဲအလုံးကလည်းအဟိပ်ပြီးထိုလူကိုတားဆီးလိုက်ကြပါတယ်။တို့ရရင်သူရဲ့ခန္ဓာကိုယ်ရခုခွင့်နိုင်စွမ်းမရှိတာကြောင့်သူရံ့ပြီးဘေးကိုလွတ်ဆင်းသွားပါတယ်။ အမျိုးသားရဲ့မျက်နှာလည်းအကြီးကျယ်ပြောင်းလဲသွားပြီးသူ့ဇနီးနဲ့ကလေးကိုဆွဲကဘိုးဘွားအိမ်ထဲကိုခေါ်သွားပါတယ်ဘိုးဘွားအိမ်ထဲကိုရောက်တာနဲ့အမျိုးသားရဲ့နှဖူးပေါ်မှာချွေးများဆုပ်လာပြီးမျိုးလုံးများလည်းနီးရလာပါတယ်သူကချောက်ပြားလေးကိုအမြန်ပဲနှိမ့်လိုက်တာကြောင့်လှုပ်ဝက်ခန်းတစ်ခုကပွင့်သွားပါတယ်သူ့ရဲ့လက်ချောင်းလေးကိုကိုက်ပြီးသွေးနဲ့လှုပ်ဝက်ခန်းထဲမှာတင်ကြတာတစ်ခုကိုရေးဆွဲလိုက်ပါတယ်ထိုတင်ကြတာမျိုးဆက်တိုင်ရဲ့မိသားစုအကြီးကတိုင်းမှတ်သားထားမဲ့တင်ကြတာပဲဖြစ်ပါတယ်ထိုအချိန်မှာပဲဘိုးဘွားအိမ်ရဲ့နေရာတွေကမိမိုးတွေအဖြစ်ပြောင်းလဲသွားပြီးမျက်နှာမင်းကြီးရဲ့လူကအထဲကိုဝင်လာပါတယ် အမျိုးသမီးရလည်းမျောလင်းချမ်းပဲတဲ့မျက်နှာနဲ့သူ့ကလေးရဲ့ရှေ့ကိုရရှိသွားပါတယ်ထိုအချိန်မှာပဲအမျိုးသားတင်ကြရယူဆိုင်ခဲ့တဲ့နေရာကနေထူးဆန်းတဲ့အလင်းရောင်တစ်ခုကထွက်ပေါ်လာပြီးကြောက်စိမ်းတို့တို့ကလည်းထွက်လာပါတယ် ထူးဆန်းတဲ့စွာတစ်ခုကပုံဝင်ချင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်မျက်နှာမင်းရဲ့လူရဲ့မျက်နှာကလည်းရုပ်တရက်ပြောင်းလဲသွားပြီးမြုံနိုင်စရာမျက်နှာနဲ့နောက်ဆူသွားပါတယ်အပေါ်မှာရှိတဲ့သူ့ရဲ့အပေါင်းဖားကလည်းထိုထူးဆန်းတဲ့စွာကိုသတိထားမိပြီးစုံစမ်းမှုအတွက်လှုပ်လိုက်ပါတယ်ဒူဝရင်ထိုအချိန်မှာပဲကြောက်စိမ့်တုံးကလက်လက်ထသွားပါတယ်မျက်နှာမင်းရဲ့လူကကြောက်လန့်ကြတဲ့အဟိပီနောက်ဆူသွားပါတယ်သူ့ရဲ့နဖူးပေါ်ကအကြောများလည်းဖုံးကြလာပြီးကြောက်စိမ့်ကနေထွက်လာတဲ့ဖြက်စီနိုင်တဲ့အရှိန်အဝါကိုခန်းစားမိနေပါတယ်ထိုအရှိန်အဝါကသူ့မျိုးနွယ်ရဲ့အင်အားကြီးဆုံးအဖွဲ့ဝင်တွေကတော့မခုခန့်နိုင်တဲ့အရာတွေပဲဖြစ်ပါတယ် ကြောက်စိန်းကြီးကတချက်လက်လက်ထားတာနဲ့မျက်နှာမဲနေတဲ့လူကသူ့ရဲ့ပြီးဘိုးဘွားအင်တော်ရဲ့အပြင်ကိုလွှင့်ဆင်သွားကချက်ချင်းပဲတည်ဆုံးသွားပါတယ်။စုံစမ်းမှုလုံးနေတဲ့သူ့ရဲ့ပေါင်းဖားကလည်းရုတ်တရက်ရက်တက်ပြီးထွက်ပြေးဖို့အတွက်ကြိုးစားလိုက်ပါတယ်။အိမ်နေရနေထွက်လာတဲ့အနိုင်ယူလို့မရနိုင်တဲ့အချိန်ဝါကိုသူကခံစားမိနေပါတယ်။သူကတဲ့ဝေးဖို့မြောက်ခင်းမှာပဲကြောက်တုံးကနောက်တစ်ချိန်လက်လက်ထသွားပါတယ်။သူကသူ့ရဲ့အများကြီးကိုအံ့ပြီးမိုးချိုပစ်ထခံရသလိုအောက်ပြုတ်ချသွားကတည်ဆုံးသွားပါတယ်။ဘိုးဘွားအင်တွေကလူသုံးဦးကလည်းအံ့ဩသွားပါတယ်။အမျိုးသားကလည်းကောလာဟာလာတွေကတကယ်ကိုအမှန်ပဲ။ သူကရေဝလိုက်ပါတယ်ဝလင်းရထားခဲ့တဲ့ထိုးကြောက်စင်းထဲမှာသူ့ရဲ့ဂျင်းနဲ့ပဲရဲ့အစိပ်ပိုင်းတစ်ခုကပေါင်နေပါတယ်ထိုးချိန်လုံးကသူ့ရဲ့ကြီးကျက်မှုအစင်းနဲ့ဆိုရင်ဒရိသားဆင်းကြီးကျက်သူများတော့ချက်ချင်းပဲတည်ဆုံသွားလိုက်ပါတယ်ယခုချိန်မှာဟန်ရယ်တောင်အောင်မှာကြောက်ဟိုမျိုးကကြီးကျက်သူအများကြီးကစူဝင်းနေကြပါတယ်သူတို့ရဲ့မျက်နှာမှာလည်းဒေါသများပြင်းထန်နေပြီးဝေးလန့်တဲ့နေရာကိုစိုက်ကြည့်နေကြပါတယ်သူတို့အလုံးကလေထဲမှာရပ်နေတဲ့လူတစ်ယောက်တည်းဟုသာစိုက်ကြည့်နေကြပါတယ် ထုတ်လွှဲရဲခန္ဓာကိုယ်အများစုကတက်တူးတွေနဲ့ဖုံးဝထားပြီးရန်နေုံနဲ့တင်အစွမ်းထက်တဲ့အချိန်မှောင်ကိုထုတ်လွှဲနေပါတယ်ထိုလူစီကနေခတ်အောအတန်တခုကလည်းထွက်လာပါတယ်ဒီကျင်းကြယ်နိုင်ငံကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်မင်းတို့မှအချိန်မျိုးပြောင်းမဲ့လှန်ပေးနိုင်မယ်ယတနာတစ်ခုခုကရှိတယ်လို့ထင်နေကြရလားအနေအောင်ဝင်းဝင်းဝစ်စင်လာတဲ့ဆန်ဖြူအဖိုးတယောက်ကထန်တာကိုခိုင်းရနေထွက်လာပါတယ်သူကစွမိခန့်မတမျိုးမျိုးနဲ့ဝင်များကိုမုန်တိနေရမျိုးလုံးများနဲ့စိုက်ကြည့်ပြီးမင်းကစူးစမ်းကြည့်လို့ရတယ်သူကပြောလိုက်ပါတယ်ထိုလူကလည်းရင်မောလိုက်ပြီး သူ့ရဲ့မျိုးလုံးများကလည်းလဲလထားလာကသူ့ရဲ့အစစ်မှန်စွာကိုပြသလိုက်ပါတယ်သူ့ရဲ့တတူးတွေကလည်းလှူရှာလာပြီးနောက်ဆုံးမှတော့သူ့ရဲ့ခန္ဓာကိုယ်ကနေထွက်သွားကသူ့ရဲ့ပလက်မှာပြန်ဝင်နေတဲ့ငကားတွေအဖြစ်ပြောင်းလဲသွားပါတယ်စိတ်ဝင်စားစရာပဲငါမင်းတို့လိုနေကြတဲ့ချင်းချက်သူတွေကိုရင်ဆိုင်ဖို့အတွက်လာခဲ့တာမဟုတ်ဘူးငါဖျက်သွားရုံပဲဒါပေမဲ့မင်းတို့ကိုမေးတဲ့အတွက်အခုမင်းတို့ကိုဒီလောက်ထိယုံကြည်မှုရှိစေတဲ့ယတနာမျိုးကဘာလဲဆိုတာငါတကယ်ပဲမြင်ချင်လာပြီသူ့ရဲ့မျိုးလုံးထဲမှာတော့ မထိမမင့်ပြုမှုများပေါ်လွင်နေပါတယ်အရွယ်၆ရက်ရှာမှန်တယောက်အနေနဲ့စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းနှောင်းပိုင်းဆင်ကျင်းရသူနဲ့မတွေ့ဘသူကမှသူ့ကိုချိန်ချောင်းနိုင်စမ်းမရှိပါဘူးအဆင့်တုံချင်းကျင်းနိုင်ငံမှာစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းနှောင်းပိုင်းဆင်ကျင်းရသူရှိလိမ့်မယ်လို့သူကတော့မယုံပါဘူးခြေတလန်းနဲ့ထန်တာအိုခိုင်းစီကိုသူကရောက်လာပါတယ်သူ့ရဲ့ပက်လက်ကငကားအလုံးကလည်းအဟိပီထန်တာအိုခိုင်းစီကိုပြန်တန်းသွားပါတယ်တတူးနဂါးတွေကမိုးကျလို့လင်းမြန်ပြီးရွေလျားလာကြပါတယ်ကြံရှိနေတဲ့ကြောက်ဟူမျိုးကချင်းကျင်းသူအလုံးကလည်းအသက်ရှူမှပြီးကြောက်ကျင်းနေကြပြီး တို့ရဲ့မျိုးလုံးထဲမှာလည်းထူးဆန်းတဲ့အလင်းတန်းများဖျားထွက်နေပါတယ်။နှစ်ပေါင်းနှစ်ရာကျော်ဟိုမျိုးရဲ့ဒေတာခန့်ကျင့်သူတယောက်ကစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကိုရောက်ရှိခဲ့တဲ့ဆိုတော့ကောလာဟာလာတစ်ခုဟာရှိပါတယ်။ထိုကောလာဟာလာအရသူကတစ်သားကိုထွင်းထားတဲ့ရုပ်ထုတစ်ခုကိုခြံထားခဲ့ပြီးထိုကိုကြောင့်ရသွားတဲ့လူကသူ့ရဲ့ဓာတ်ရဲတပည့်ဖြစ်လာနိုင်တယ်လို့ဆိုလိုပါတယ်။ထိုတစ်သားရုပ်ထုကိုတင်ဆက်ထားတဲ့နေရာမှာသူ့ရဲ့နှဖျားအယုံအသီးစိတ်ရဲ့ဒစိမ့်တွေပိုင်းကဝင်းရထားပါတယ်။ကံကြမ္မာနဲ့ဆုံတွေ့ရမယ့်လူမရှိရင်တော့ပြွင့်မှာမဟုတ်ပါဘူး။တို့ရရင်ကျော်ဟိုမျိုးက ကြီးမားတဲ့ဘေးရန်နေရာနဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့ထုံရုပ်ထုကကြီးမားတဲ့စွာတစ်ခုကိုထုတ်လို့ပါလိမ့်မယ်။ငကားရီကနီးကလာတဲ့အချိန်မှာဟန်ရယ်တောင်တစ်ခုလုံးကတုံ့ခေါက်သွားပြီးတစ်သားရုပ်ထုတစ်ခုကကောင်းကင်ထဲကိုပြန်တက်သွားပါတယ်။တစ်သားရုပ်ထုကပေါ်လာတဲ့အချိန်မှာရှင်းကိုတွန်းဝင်လာတဲ့ငကားရီကတုံ့လုံသွားပြီးစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ကလူရဲ့မျိုးလုံးထဲမှလည်းထူးဆန်းတဲ့အလင်းသားများဖျက်ထွက်လာပါတယ်။ ဒါဆိုရင်ဒါအထီလိုပေါ့စိတ်ဝဉဏ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတရားဝါခြံထားခဲ့တဲ့နေပယ်စွမ်းရင်ပါဝင်တဲ့ယတနာတစ်ခုဟာရှိနေရပဲဒါပေမဲ့ဒီစိတ်ဝဉဏ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူရဲ့အဆင့်ဟာအရောနေလို့နေစိတ်ဝဉဏ်ဖြစ်ပေါ်ခြင်းအစောပိုင်းအဆင့်မှာပဲရှိအောင်မယ်သူကိုယ်တိုင်လာမယ်ဆိုရင်တော့ငါသူ့ကိုတတ်နိုင်တယ်ဒါဆိုရင်ဒီယတနာတစ်ခုဟာငါ့ကိုဘယ်လိုလုပ်ပြီးတော့ရတတ်နိုင်မှာလဲစုမေခံမတင်မျိုးမျိုးနဲ့အဖိုးကြီးကပြောပြီးတဲ့နောက်သူ့ရဲ့မျက်လုံးထဲမှာထူးဆန်းတဲ့အလင်းနှမ်းများပျောက်ကွက်သွားပြီးမထင်မမြင်ပြုမှုများလည်းပြန်လည်ပြင်းထန်သွားပါတယ် ူကပြောနေရင်သူ့ရဲ့ညာလက်နဲ့တိတာရုပ်ထုကိုလညှို့ထိုးလိုက်ပါတယ်စေမင်းကြောင့်ငကားကလည်းတိတာရုပ်ထုစီကိုတဟုန်တိုးပြန်တန်းသွားပြီးပောက်ကွဲတံများကလည်းဖြစ်ပေါ်လာပါတယ်ထိုနေရာမှာစူဝင်နေတဲ့ကြောက်ဟူမျိုးရဲ့ကျင်းရသူအလုံးကတိတာရုပ်ထုစီကိုကြည့်လိုက်ကြပါတယ်ထွန်းထုတ်ထားတဲ့ပုံကမျောလင်းချဲရဲ့တင်ကြရာဖြစ်ပြီးကြောက်ဟူမျိုးမှာအလုံးအမလီစားခံရပါတယ်ထွန်းထုတ်ထားတဲ့ပုံကလည်းတုန်ခါသွားပြီးတောက်ပွားဆောင်နဲ့တောက်ပွားလာပါတယ်ပြီးတော့အလင်းရောက်တစ်ခုကထွက်လာပြီးစေမင်းကြောင့်ငကားနဲ့တိုက်မိသွားပါတယ် ဇရိုက်ပေါက်ကွဲတတ်နေတဲ့အတူငကားပုံစံဆေးမိကြောင်တွေကလည်းမတိမငိမ်ဖြစ်လာပြီးအားနေသွားပါတယ်။နောက်ဆုံးဆေးမိကြောင်ငကားအများစုကတော့ကွဲကျိပြီးတော့ပျက်စီးသွားပါတယ်။ကြံတဲ့ဆေးမိကြောင်ငကားတွေအလုံးကတော့ရွယ်စားတင်းငဲ့သွားပါတယ်။ကြောက်ဖို့မျိုးကချင်းချက်သူအလုံးကထိုးရအောင်မြင်တော့ဆေးလုံရှားသွားပါတယ်။ဒါကပါလေဒီထွင်းထုထားတဲ့ပုံကတကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်။ဖြက်စီးပြရမှာတော့နှမျောစရာပဲ။စွန်ပြေခန့်မတိမျိုးမျိုးနဲ့ဝင်အဖိုးကြီးရဲ့မျိုးလုံးများကလည်းတောက်ပလာပြီး လက်ကိုဝင်ရလိုက်တော့ရှင်းအောင်ပုံစံစင်းမင်းကြောင့်များပေါ်လာပါတယ်ထိုစင်းမင်းများသူ့ရဲ့ပလဲမှာလှည့်ပတ်နေတဲ့အချိန်တွင်သူကချစ်တလန်းလန်းပြီးရှေ့ကိုရှောက်သွားပါတယ်တစ်သားရုပ်ထုကလည်းတဖန်တောက်ပါလာပါတယ်အလင်းရောင်ကလည်းကျေပြဲလာပြီးစွန်ပြခန့်မတင်မျိုးမျိုးနဲ့ဝင်အဖိုးကြီးရဲ့ပလဲကစင်းမင်းကြောင့်များကိုထိသွားပါတယ်အလင်းရောင်ကလည်းပြင်းထန်စွာနဲ့တုန်ခါနေပေမဲ့ခူးခန့်နေစွဲမရှိပဲနောက်ဆုံးမှပြောက်ကွက်သွားပါတယ်ချစ်တလန်းလန်းရုံနဲ့စွန်ပြခန့်မတင်မျိုးမျိုးနဲ့ဝင်အဖိုးကဟန်ရွယ်တောင်ထဲကိုရောက်ရှိလာပါတယ်သူကလလန်းပြီးတစ်သားရုပ်ထုကိုဆွဲယူဖို့အတွက်လှုပ်လိုက်ပါတယ် ဒူဝါရဲတိတားရုတ်ထူးကထွက်လာတဲ့အလျောင်ကရုတ်တရက်တောက်ပလွန်လာပြီးပဝင်းချင်းတို့ခုလုံးကိုလေးထိတ်သွားစေရင်ပဲစွန်မြခန့်မတိမင်းမြုံတော့ဝင်အဖိုးရဲ့မျိုးလုံးထဲမှာတော့မထိမမြင်တဲ့အကြည့်များတော့ရှိနေသေးပဲဖြစ်ပါတယ်သူကလက်ကိုလှမ်းပြီးတိတားရုတ်ထူးကိုဖိထားလိုက်ပါတယ်မင်းရဲ့ပိုင်ရှင်ကကိုရင်လာမယ်ဆိုရင်တော့ငါယူခြင်းတဲ့အချိန်ယူမှာပဲသူကတိတားရုတ်ထူးကိုကောက်ယူလိုက်ပြီးကြီးလိုက်တော့ပြောင်းလိုက်ပါတယ်ဒါတကယ်ကိုယတနာပဲနောက်ကျရင်အခွင့်အရေးရှိမယ်ဆိုရင်ဒီထွင်းထုတ်ထားတဲ့ တိသားရုပ်ထားခဲ့တဲ့ဂျူနီယာနဲ့တွေ့ကျင်သေးတယ်။ဟန်ရယ်တောင်တစ်ခုလုံးကလည်းတိစိတ်သွားပါတယ်။ကျင်းကျန်သူအလုံးကလည်းတိတ်တဆိတ်နဲ့စဉ်းစားနေကြပါတယ်။သူတို့အလုံးရဲ့မျိုးလင့်ကျဲတင်ဂီတာအလွယ်တကူနဲ့ရီဆောင်သွားခန့်လေရပါတယ်။ကြော်ဖူမျိုးရဲ့ပျက်စီးခြင်းကမလဲမသိဖြစ်လာတော့မဲ့ပုံပဲပေါ်နေပါတယ်။ စွန်ပြက်ခန့်မတင်မျိုးမျိုးနဲ့ဝင်ရင်အဖိုးကြီးရဲ့မျိုးလုံးထဲမှာလည်းမထီးမမြင်တဲ့အကြီးကပို့ပြီးတော့ပြင်းထန်လာပြီးဖိဖိချင်းပြောလိုက်ပါတယ်ဖိဖိချင်းပြောလိုက်ပါတယ်ဒီရတနာကိုရလိုက်တာနဲ့ပတ်သက်ပြီးငါမင်းတို့ကိုအရန်အောင်မခက်ခဲအောင်လုပ်ပေးမယ်လက်နဲ့ချပြီးတော့ငါတို့စွန်ပြက်ခန့်မတင်မျိုးမျိုးနဲ့ရဲ့လောက်ခန့်ဖြစ်လာတော့ဒါဟင်းသာပြာနိုင်ငံရဲ့လောက်ခန့်ဖြစ်တာထက်အများကြီးပိုကောင်းနေဆိုတာငါအာမခန့်နိုင်တယ် ငါရဲ့တရားရုပ်ထုကိုမင်းရယူမသွားနိုင်ဘူး။တင်းငိမ့်တဲ့အတန်တစ်ခုကကောင်းကင်ကနေထွက်ပေါ်လာပြီးမကြခင်မှာပဲပုံရင်းတစ်ခုကပေါ်လာပါတယ်။စွန်ပြေခံမတင်မျိုးမျိုးနဲ့ဝင်အဖိုးကြီးကရုတ်တရက်အလက်ကြည့်ပြီးကြောင်းလန့်တကြားအမူအရာနဲ့သူ့ရဲ့နောက်ကိုကြည့်လိုက်ပါတယ်။သူ့ကိုကြောင်းလန့်စီတာတရားရုပ်ကသူမတိလိုက်ပဲခိုးဝင်လာနိုင်တာပဲဖြစ်ပါတယ်။ကောင်းကင်မှာပေါ်လာတဲ့လူနှစ်ယောက်ကဝန်လင်းနဲ့ဝန်ကြောက်တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကပေါ်လာတဲ့ချိန်မှာကြောက်ဖို့မျိုးကချင်းချင်းသူတို့ချိုးကဝန်လင်းကိုမှတ်မိသွားပါတယ်။ဘိုးဘေးဒါကဘိုးဘေးပဲ။ ကျင်းကျန်းသူတွေစီကနေဆေးလုရှာမှုနဲ့အဟိတများလည်းဇရိုက်ကိုထပ်ပေါ်လာပါတယ်။မကြခင်မှာပဲထုတ်ကဲ့သို့အဟိတတွေကကဘာပေါ်မှာကျန်တဲ့တခုတည်းသောအတန်လုံးနာကိုထင်အားလောင်းအောင်ဖြစ်လာပါတယ်။ဘိုးဘေးဝန်လင်းကတော့မိန့်ဖြူရအပြုံနဲ့ခေါင်းကိုညှိလိုက်ပါတယ်။အဟိတတွေကလည်းပို့ပြီးတော့ကျန်လုံးလာပါတယ်။စွန်ပိခန့်မတင်မျိုးမျိုးနဲ့ဝင်အဖိုးကြီးရဲ့မျက်နှာကတော့အရန်မလာနိုင်ပါဘူး။သူ့ရဲ့မျက်လုံးထဲကမထီးမမြင်တဲ့အကြည့်ကလည်းအချိန်ကြာမင်းစွာတွေကပျောက်ကွယ်သွားပြီးနှဆိုင်နဲ့ကြောင်းမှုကအစာတို့ခံလိုက်ရပါတယ်။ အကြီးကဲသူကပါဇက်ကိုဖိမိပြောဖို့လုပ်ပြီမဲ့ဝယ်လင်ကချက်ချင်းပဲဖျက်ပြောလိုက်ပါတယ်ငါရဲ့တသားရုပ်ထုကိုပြန်ပေးဝယ်လင်ရဲ့အတန်ခက်အေးဖြစ်ပြီမဲ့အစွန်ထက်တဲ့အချိန်ကတခုကပေါင်းနေပါတယ်စွန်ပြခန့်မတင်မြင်မြင်တော့ဝင်အဖိုးကြီးရဲ့မျက်နှာကလည်းမဲမောက်နေပါတယ်တစ်ချက်ကြည့်လိုက်တာနဲ့ထိုလ်လူကစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအစဉ်ချင်းချက်မှုရဲ့ထိတ်ဆုံးအစိမ့်မှာရှိနေရပုံပေါ်ပေမဲ့အနီးကကြည့်လိုက်မယ်ဆိုရင်တော့ထိုလ်လူရဲ့အတွင်းပိုင်းထဲမှာလှုပ်ဝက်ဆန်းကျတဲ့အစွန်တစ်ခုကိုခံစားနေရပါတယ်သူကထိုအစွန်ကြောင့်မြို့နယ်ထဲကအကြီးကဲတဲ့စီကနေကြားပူးပါတယ် ထိုဆွမ်းကတော့စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအစဉ်ကျင့်ကြံသူရဲ့လက္ခဏာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တည်ရှိပါတယ်